ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion PA တက်တဲ့အောင်းနဲ့မင်္ဂလာပါ။ Anzo Maresca ရဲ့အသင်းကိုကျွန်တော်အမြဲတမ်းပြောတယ် Chelsea PA တက်တယ်ကို Chelsea ဟာတကယ်ကောင်းတဲ့အသင်းဖြစ်တယ်။ဒါပေမဲ့လိပြိုင်ပွဲ position ကြာရင်တပွဲတိုးကစားရတဲ့ Cup competition တွေမှာ Chelsea ကအရန်ကြောက်စရာကောင်းတဲ့အသင်းတစ်သင်းလို့ကျွန်တော်တို့အမြဲတမ်းမှတ်လို့ရပါပဲ။ခီးရှိန်ကြီးသွားတဲ့လိပွဲစဉ်မှာ Antonio Conte နောက်ပိုင်းမှာ Chelsea ကလုံးဝကို consistent ဖြစ်ဖို့ခက်ခက်ခဲခဲရပ်တည်ရတယ်။နောက်ဆုံးပြ Thomas Tuchel လက်ထက်မှာတော့မှဒီတိုင်းပဲ။ဒါ Tuchel ဆိုတာကအခုဒီ Chelsea အသင်းဒီဘက် recently တဲမှာအောင်မြင်ဆုံးနီးပြလို့ပြောလို့ရတယ် Tuchel ရဲ့အသင်း။ဆိုတော့အခုလက်ရှိမှာ Chelsea အသင်းကယာဒီအစမှာတော်တော်လေးတည်ငြိမ်လာပြီးတော့မှအခု နောက်ဆုံး9ပွဲမှာ3ပွဲရှုံး2ပွဲနိုင်လိုက်တယ်။ဆိုတော့ဒီနေ့ယာဒီအစပိုင်းမှာ Manchester United ကိုသူတို့ရှုံးသွားတယ်။ ိမ်ကွေးမှာ bright time ကိုရှုံးသွားတယ်ရှုံးပြီးတော့မှအိမ်ကွေးမှာသူတို့ liverpool ကိုနိုင်ပြီးအခု sunderland ကိုပြန်ရှုံးတယ်ဆိုတော့ဒီခါလေးကျတော့ကျွန်တော် frustrated ဖြစ်เสีย chelsea ပြေးတတ်တယ် frustrated ဖြစ်เสียအချက်ပေါ့လေဒေါသထွက်เสียချက် liverpool လို့အသိပြောတော့အိမ်ကွေးမှာအနိုင်ခံလိုက်တယ်ဗျာအရင်ကပြီးတော့မှ sunderland ကိုရှုံးတယ်ဆိုရင် sunderland ကိုကျွန်တော် disrespect မရှိဘူးဖြစ်လို့ပြောတာမဟုတ်ဘူး sunderland ကကောင်းသည့်တိုင်အောင်ဗျာ chelsea ကသူ့အိမ်ကွေးမှာတော့နိုင်ရတဲ့အရက Chelsea ရဲ့ story ပဲကျွန်တော်အခု Chelsea မှာခံစစ်ပါဗျ Trevor Chalobah maybe ဒါအဲ့ကစားမကစားထဲမှာ तू စိတ်ချရအောင်ပြောလို့ရတယ်ဒါတော့ तू က shaky ဗျာ Posin Adubayo ဆိုရင် 1P1 defending ဘိုင်းမှာလည်းတော်တော်အားနေတယ်ဒါကြောင့်ဒီပြမကြိုက်တာလည်းပါတယ်ဆိုတော့ Chelsea အနေနဲ့ဒီခံစစ်ပြဿနာကိုဖြေကိုဖြေရှင်းရမယ် Reality မှာဂိုးသမားစမ်းချက်နေရာမှာအစားထိုးဖို့အတွက်အခုဆိုရင် Ma Andre Tsigan တို့နောက် Mike Manyo တို့လိုဂိုးသမားတွေကြည့်တယ်အဲ့ဒါကပြဿနာမရှိဘူးဒါပေမဲ့ခံစစ်ကပြဿနာရှိကိုရှိတယ်အိုက်ခံစေဟာ Chelsea ရဲ့အဓိကပြဿနာဒီအာဒီမာယာတီဆပဲလေးစ်နဲ့ပွဲမှာ clean sheet ရတယ်ဖူအန်နဲ့ပွဲမှာ clean sheet ရတယ် forest နဲ့ဘွဲမှာ clean sheet ရ3ဘွဲရတယ် clean sheet အဲ့မှာစုစုပေါင်းသူတို့9ဘွဲကန်ပြီးပြီး6ဘွဲ9ပေးရတယ်ပေးရတဲ့အထက်မှာဂိုးတွေထဲမှာ brighton ကို3ဂို man united ကို2ဂို brandford ကို2ဂို now west ham ကို2ဂိုကို sunderland ကို2ဂိုပေးရဒါပေမဲ့ chelsea အသင်းရဲ့ပြဿနာဘာလဲဆိုအဲ့ခန်ခန်စစ်ကယုတ်တီယိုရဲ့ဖြစ်တဲ့ပြဿနာနဲ့အသင်းကအခုလောလောဆယ်ထိနီးပြ ထိပ်တန်း quality အပြည့်အစုံမပါသေးတာလည်းပါတယ်ဂျော့ဘတ်ထိုတိတသာဂိုးပေါက်ပြောင်းနေတဲ့ချက်ကချက်စီအတွက်နည်းနည်းတော့ခေါင်းစားစရာဆိုတော့ဟိုဂျော့ဘတ်ထိုကကျွန်တော်တို့ဝက်ဆန်နဲ့ပွဲမှာသူဂိုးသွင်းတယ်ဝက်ဆန်နဲ့ပွဲမှာဂိုးသွင်းပြီးတော့မှသူတောက်လျှောက်ပဲတောက်လျှောက်သူဘယ်လိုပြောမလဲဖူဟန်နဲ့ပွဲမှာလန်ဒန်ဒါဘီမှာဂိုးထက်သွင်းတယ်အဲ့သွင်းပြီးကြတဲ့ကနေဂျော့ဘတ်ထိုကတောက်လျှောက်ဂိုးပေါက်ပြောင်းနေတာဇက်တိုက်ပဲဆိုတော့သူပွဲစဉ်၃ ठी ဝက်ဆန်နဲ့ဖူဟန် ठी လန်ဒန်ဒါဘီမှာသွင်းတယ် နောက် club world cup မှာ3ဂိုးသွင်းတယ်ဆိုတော့သူ့အတွက်ကဂျေနက်ဆရာအာလီစတာကတကယ်ကောင်းပြီပဲအဲ့နောက်ဘက်မှာ draw battle နဲ့ goal box တွေပြောင်းနေတယ် Tyree Jones ကလည်းလူငယ်လေးအရန်အားကိုးလို့မရသေးဘူး Marky ကလည်းဟိုတနေ့မှာပွဲထွက်ခွင့်ဆရလို့သူကအခုမှဂိုးသွင်းကစားဆိုတော့ Chelsea ကအဲ့တိုက်စစ်ပိုင်းက lucky ဖြစ်နေတယ်အဲ့ lucky draw battle ကိုပိုကောင်းနိုင်တဲ့ delivery ပိုကောင်းနိုင်တဲ့ဖန်တီးမှုမျိုးတွေခိုးဖားမှမရှိတဲ့အခါမှာ attacking ဘက်မှာလုံးဝအားမရဘူး wide position တွေကလှုပ်ရှားနေရတာ ဝိုက်ပိုဇီရှင်ကနက်တူကလည်းသူးသီးသူးကနေလှုပ်ရှားတယ်။ဂါနာချိုနည်းနည်းလေးအားကိုးလာရပြီ။ဒါပေမဲ့ချက်စီရဲ့အိုက်တိုက်စစ်နဲ့ခံစစ်ရှိတ်မညီတဲ့အချက်ကတော့နည်းနည်းတော့စိုးရင်ရတယ်။အခုဆိုရင်ပြချက်စီကဒီပရီးမီးယားလိမှာကျွန်တော်တို့ကစားပြီးတဲ့၈ပွဲပြီးမှာ၄ပွဲနိုင်၂ပွဲတည်၃ပွဲရှုံး၁၈ကိုသွင်း၁၇ကိုပြန်ပေးရတယ်။၉ပွဲမှာ၁၇ကိုပြန်ပေးရတယ်ဆိုတဲ့တပွဲတကူလုံးပေးနေရတဲ့ဆိုတဲ့အချက်ကတော့လက်မခံချင်စရာပေါ့လေ။လက်မခံချင်စရာဒီကြားထဲမှာဦးချက်စီကဘိုင်မြူနစ်ကို၃ဂိုးပေးရတယ်။ နောက်ပြီးတော့မှ IS ကိုတခု Champion League သုံးပွဲမှာ၄ခုပေးထားရသေးတယ်။ဆိုတော့အဒီခန်စစ်က Chelsea အတွက်တိုက်စစ်ကပြဿနာတခုဒါပေမဲ့ maybe ရှင်းဖြေရှင်းလို့ရအောင်ရနိုင်တယ်။ Copa မှာပြန်ရောက်လာတဲ့အချိန်မှာပြဿနာတွေနည်းငယ်ဖြေရှင်းလို့ရပေမဲ့အဲ့ခန်စစ်ပြဿနာနဲ့ Anzo Marsha ရဲ့ inconsistency ဖြစ်တယ်ဗျာ။နိုင်တဲ့နိုင်တဲ့ပွဲခက်ခက်ခဲခဲထင်ပြီးတော့နိုင်ဖို့မတေချာတဲ့အသင်းမျိုးခက်ခဲတဲ့အသင်းမျိုးကိုထနိုင်ပြီးတော့တေချာမလို့နိုင်မလို့တွတ်တဲ့ဒီအသင်းမျိုးကိုထထရှုံးနေပြဿနာ။ဒါပါလို့ Brighton ရဲ့ပွဲလူထုတ်ခံရလို့ ဆိုတော့ Chelsea နဲ့ Ansu Marska ပေါ် Chelsea ပြည်သက်တယ်ဘယ်လိုမြင်ကြလဲလီးပြရဲ့ game plan ရေးလီးပြရဲ့အပြောင်းလဲတွေရေနောက်တစ်ခုကလိပြိုင်ပွဲမှာ Chelsea ရဲ့ inconsistent ဖြစ်မှုတွေဟာဘာတွေအားနည်းချက်တွေကြောင့်လဲဘယ်လိုထင်ကြလဲကိုမမဝင်အောင်မချက်ပြကြပါအားလုံးကြည့်ကြပါလား